နောင်ဆိုတာနာမည်တွေပါ လူနဲ့ဆိုင်တဲ့နာမည်အခေါ်ဝေါ်များခရစ်စန်တွေရဲ့နာမည်နေရာတွေရဲ့နာမည်အရာဝတ္ထုတွေရဲ့နာမည်တွေကနောင်မှာပို့ရှင်းအောင်ကခုစီပြပေးမယ်လူကိုအမျိုးမျိုးခေါ်ကြတယ်ပေါ့နော်ကြော်ကြော်ဒါကတော့သူ့ရဲ့နာမည်ပေါ့နော်သူကအမျိုးသားဆိုတော့ man လို့ခေါ်လို့ရတယ်သူကဆရာဝန်လေးဖြစ်တော့ doctor လို့ခေါ်လို့ရပြန်ရောဒါအပြင် parking တယောက်ဖြစ်တော့ father လို့လည်းခေါ်လို့ရတယ် ဆိုတော့ကြော်ကြော် man doctor father ဒါတွေက nouns တွေပါ လူနဲ့ဆိုင်တဲ့အခေါ်ဝေါ်နံပါတ်တွေပါအဲ့ထဲမှာကြော်ကြော်ကသူတယောက်တည်းပဲပိုင်တဲ့နာမည်မို့သူ့ကို proper noun လို့ခေါ်တယ် proper noun ကို ရေးရင်အစစလုံးကိုအကြီးနဲ့ရေးပါတယ်ကြော်ကြော်မှာ k ကိုအကြီးနဲ့ရေးပါတယ်တရိက္ခာန်ရဲ့နာမည်ဒါတော့ရှင်းပါတယ်ခွေ dog ကျောင်း cat ငါ fish ငါ but စာရာတွေကနောင်းတွေပါအကယ်၍သင်က သင်ခွေးလေးကို Judy လို့နာမည်တစ်ခုပေးထားမယ်ဆိုရင်တော့သူက proper noun မို့ J ကိုအကြီးနဲ့ရေးပေးရပါမယ်။နေရာရဲ့နာမည်ကတော့ပုံမှန်ပြထားတဲ့အတိုင်းပါပဲ။ကျောင်း school ကစားကွင်း playground ဆေးရုံ hospital eiffel tower ဒီမှာ ိုင်ဖိုတာဝကတော့ဒီနေရာအတွက်တီးတတ်နာမည်မှု proper noun ဖြစ်ပါတယ်။အရာဝတ္ထုတွေရဲ့နာမည်ကိုကြည့်ကြည့်ပါမယ်နော်။ဒီအခန်းတည်းကအရာဝတ္ထုတွေရဲ့နာမည်တွေကိုခေါ်ပြီး noun တွေလိုက်ရှာကြည့်ပါမယ်။ desk စပွဲကုံ chair ထိုင်ကုံ bookshelf စာအုပ်စင် chalkboard မြေပြူသင်္ဘော window ပဒင်းပေါက် plant a pen နောင်တွေကိုလိလရင် vocabulary များများသိလာအောင် channel app post ကနေတင်ပေးထားပါမယ်။ကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။